တိုက်စစ်ပိုင်းကိုကြည့်လိုက်ရင်ချက်စီးကဂိုးရဖို့တအခက်ခဲတဲ့အနေအထားမျိုးမရှိဘူး။ပွဲတိုင်းပွဲတိုင်းမှာတို့ရလက်တာမတည်ငြိမ်မတည်ငြိမ်ပဲဂိုးမသွင်းနိုင်တဲ့ပွဲဆိုတာတော့မရှိတဲ့လောက်ကိုရှားရတယ်ပေါ့လေ။ဒီကဒီမှာဆိုရင်ပွဲတိုင်းလိုလိုတို့တိုက်စစ်ကဂိုးရတဲ့ပုံစံမျိုးတော့တွေ့ရတယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Sports Corner နေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။စနေနေ့မှာ Premier League ပွဲစဉ်တွေရှိပါတယ်။အဲ့ဒီထက်အကောင်းဆုံးလို့ဒါ Bay Match လို့ပြောလို့ရတဲ့ London Derby ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Tottenham Hotspur နဲ့ Chelsea တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်နဲ့အတူဒါ Total Sport ရဲ့ဒါပဲကန်ချင်ကြီးလေးထက်ဆိုးတို့ကအတူတကွတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ညီလေးမင်္ဂလာပါ။မင်္ဂလာပါဗျာ။အဲ့တော့ London Derby ပေါ့နော်။ London Derby ပေါ့စပါလောလောဆယ်တော့18မှတ်ရထားတယ်။အပေါ်ရောက်နေပါတော့ဒါတော့ဒီပွဲစဉ်မစားသေးဘူးမှာ Chelsea ကလက်ရှိ14မှတ်နဲ့အဆင့်9ရောက်နေတယ်။ဒါဟိုအကိုတို့ရာသီအစား Chelsea အပေါ်မှာ Tottenham ကရှိမယ်လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူးကွာသိလားလက်ရှိအနေထားမှာပွဲစဉ်ကိုးပြီးမှာဆိုရင်အဲ့လူတော်တော်လေးဒါစိတ်မနှံ့လို့ပဲဖြစ်မှာ။ဘာကြောင့်လဲဆိုတော့ FIFA Club World Cup Champion ဆိုတဲ့ဂုဏ်ပုဒ်လည်းရှိတော့ဒါ Chelsea ပြည်သက်အနေနဲ့လည်း high နဲ့ high တင်တာပေါ့နော်။သူတို့ဒါအသင်းအကောင်ဆုံးပြန်လာမယ်လို့ထင်နေနေထားတယ်။အခုတော်တော်စဲမှာ Premier League ပွဲစဉ်တွေမှာတော့နည်းနည်းလေးရန်ရတာတွေအခုတွေ့ရတယ်။အဲ့တော့ Asian ဘက်ကပဲအင်းစားလိုက်ပါမယ်။စပါးနဲ့ပတ်သက်ပြီးပဲဒါ Thomas Frank လက်ထက်က Tottenham Hotspur ကြီးလေးဘယ်လိုမြင်လဲပေါ့။ အဲ Thomas Frey တော့တကယ်တော့ Brandford မှာလည်းအီဇင်းရှိတဲ့နီးပြပါဒါကျွန်တော်တို့အခုက Glasner တို့ Iriola တို့ဒီလိုနီးပြတွေ trend ဖြစ်နေရဆိုပေမဲ့ Thomas Frey ကလည်းသူတို့ row ထဲမှာပဲ Brandford ကိုအဲ့လိုတန်းတက်လာပြီးတဲ့တည်တည်ငြိမ်ငြိမ်နဲ့ mid table မှာရက်တည်နိုင်အောင်လို့လုပ်ပေးခဲ့တဲ့နီးပြဆိုတော့အခု Spa တင်းကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာအခုဒါဂျာရဲ့အထဲမှာဆိုရင်တော့သူတို့ Carabao Cup ကနေထွက်သွားရတယ်ပေါ့နော် Newcastle ကပဲရှုံးနေအဲ့တော့စောစီးတော့ဖလားတစ်လုံးတော့လွတ်လိုက်ရပြီအဲ့တော့ Thomas Frey ကိုခေါ်တဲ့ ရည်ရွယ်ချက်ကဒါစပါးသင်းရင်တို့သွားတဲ့လမ်းကြောင်းအရာပေါ့တို့အန့်လိုမျိုး18နှစ်လောက်ဖလားမရတာကြာတဲ့အချိန်မှာပြန်ယူဝဲနီးပြောင်ထုတ်လိုက်တဲ့အဲ့အချိန်မှာလေဗန်ကဘာပြောခဲ့လဲဆိုတော့အခုတော့မရှိတော့ဘူးပေါ့ဒါပေမဲ့တို့ဘုတ်ဖွဲ့ဆန္ဒကကြတော့စပါးကအဲ့ဒီဖလားဟိုဒိုမက်စ်ဟိုကပ်ဂိမ်းတွေမှာနိုင်ုံနဲ့မပြီးဘူးပေါ့နော်တို့ရဲ့တကယ်ရည်ရှိရည်မှန်းချက်ကလိဂ်မှာအဲ့လို level မြင့်တဲ့အတင်းတစ်ခုအနေနဲ့တို့ရည်တည်ကြတာအဲ့အဲ့တော့ကြောင့် league performance ကိုတော့တို့ကအမြဲတမ်း နံပါတ်1ဦးစားပေးအနေနဲ့သွားမယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ Thomas Frank အဲ့လိုနီးပြမျိုးတော့ဖြစ်တယ်လို့ကျွန်တော်ကအမြင်နဲ့ယုံကြည်ခဲ့တယ်သူဒီအဲ့လို league ကိုကောင်းကောင်းအမှတ်ပေးပြိုင်ပွဲကိုကောင်းကောင်း handle လုပ်နိုင်တဲ့နီးပြမျိုးပေါ့အဲ့တော့ DRD Spa ရဲ့မှတ်တမ်းတွေပြန်ကြည့်လိုက်လို့ရှိရင်နော် Spa အိမ်ကွင်းမှာတော့ပြဿနာတက်နေတယ်သူတို့အဝေးကွင်းတွေမှာတော့တောက်လျှောက်ကောင်းတယ်အဝေးကွင်းဆိုနိုင်တယ်အိမ်ကွင်းဆိုရင်ဒုက္ခရောက်တယ်ရာသီအစဒီဘန်လီနဲ့ကိုပြက်နိုင်တဲ့ပွဲစဉ်ပြီးကြတဲ့အိမ်ကွင်းဆိုရင်ဒုက္ခရောက်ပါအဲ့တော့ wolf နဲ့တော့ကလည်းသူတို့ နောက်ဆုံးမိနစ်ဟုတ်တယ်နော်ပယ်လင်ဟန်ကိုသွင်းတော့မှတည်တမတ်ရအောင်ခံတယ်အပြီးတော့ဘုံမောက်ကိုလည်းရှုံတယ်အက်စတွန်ဗီလာကိုလည်းရှုံတယ်အဲ့တော့ရှုံတဲ့နှစ်ပွဲစလုံးမှာပြန်ကြည့်ရင်လည်းကိုဘက်ကကိုကောင်းတဲ့အသင်းအနေနဲ့ရှုံရတာမျိုးမဟုတ်ပဲねကျွန်တော်အဲ့နှစ်ပွဲကြီးရတာပုံစံအင်းရပေါ့နှစ်ပွဲစလုံးမှာပြန်ဘက်ကပူကောင်းတဲ့အသင်းအနေနဲ့တို့ဒုက္ခပေးသွားတယ်ဘုံမောက်နဲ့ပွဲဗီလာနဲ့ပွဲရောစပါအဲ့နှစ်သင်းထပ်ပူပြီးတော့မကောင်းခဲ့ဘူးပေါ့ဆိုတော့စပါတဲ့အဲ့အိမ်ကွင်းမှာ အားနည်းနေတဲ့ပြဿနာတစ်ခုကတော့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့လည်းအပြေရှာလို့တော့မရဘူးပေါ့နော်အဝေးကွင်းပိုကောင်းတဲ့အသင်းလို့ပြောတော့ဖြစ်နေတယ်။လောလောဆယ်ထိတော့ Thomas Rand ကလေဟို average ပါပဲ okay တယ်ပေါ့သူယူထားတဲ့ရလက်တွေကအဝေးကွင်းတအားကောင်းနေတယ်အိမ်ကွင်းကတော့ရလက်ဆိုးနေတယ်ပေါ့ဒီလိုပဲအဲအကူကတော့အရင်မျောလင်းပြီးဖြစ်မလာတာတော့ဇာဗီစီမွန်ပေါ့နော် အခုထင်အခုမြိုင်းမြော်နေတာအကိုရေ expectation အရင်မြင်နေရတယ်ဖြစ်ဖြစ်မှာပါဟိုသူ့ရဲ့ဒီအခုမှရောက်လာတဲ့ကစားသမားတူကလည်း Premier League မှာအခြေချပြီးတော့ရုံးနည်းနည်းရုံးကန်အောင်ပါဗောနော်နောက်ပြီးတော့ Richard Linson ကိုလည်းနည်းနည်းလေးသူ rotation ပုံစံနဲ့တွားရတယ်ဗောနော်အဲ့တော့ဘယ်လိုလုပ်ချင်လဲတော့မသိဘူးဒါပေမဲ့လည်း အခက်စစ်ပြဿနာလေးတွေရှိလာရင်တော့စပါကနည်းနည်းလေးတိုင်ပတ်တယ်ပေါ့နော်အထူးကကရိုမီရိုဗန်ဒီဗန်အတွဲမှာတယောက်နာသွားရင်စပါအမြဲတမ်းယုံကန်ရတယ်ပြီးခဲ့ရသေးရဲ့အဲ့ဒါတက်သေးပဲနော်ဥတူဂီတို့ဒီပိုရိုတို့ဒီကစားသမား၄ယောက်သာညီနေအကွာစပါဘယ်အသင်းမှကြောက်စရာမလိုဆိုတဲ့အသင်းမျိုးလို့အကွာမြင်ထားတာပေါ့နော်နောက်ပြီးကိုယ့်နယ်ထိုင်မှာပေါ်လင်းညာရောက်လာတာကတော်တော်လေးဒါမစိုးလို့ပြောလို့ရဗန်နကာနဲ့တွေ့လို့ရတယ်နောက်ပြီးတော့အေးအေးဆေးဆေးပဲဒီအတွဲနဲ့ဆိုရင်တို့အများကြီးတာသွားလို့ရရပေါ့နော်အဲဒီမက်ဒီဆင်တို့ပါနာနေတယ်ဒီအချိန်ဒီမှာအခုတော့နည်းနည်းလေးတော့ ပြန်တီးဆောက်လာတဲ့အချိန်မှာအဲအဲ့အချိန်နေထားတဲ့အရာတော့စပါးကိုတော့လက်ရှိအနေထားမှာအကိုထင်ထားတဲ့အမှတ်ရနေတယ်ဒါပေမဲ့ကစားပုံတော့အဲ့လောက်ကြီးတော့ကောင်းနေတာမဟုတ်ဘူးလို့အကိုကပြောချင်တာပေါ့နော်အော်ဒီဘက်မှာတော့သူတို့ဘလို့လာမဲ့တစ်ချက်ကြည့်ချင်တယ်။နောက်ပြီးတိုက်စစ်ပိုင်းကရောချက်စီရဲ့ခံစစ်ကြောင်းဒီဘက်မှာစပါထုတ်ပေါက်ဖို့ဘလောက်ခက်မလဲဒါမှမဟုတ်ဘလို့အခြေအနေမျိုးရှိမလဲဂိုးရဖို့တွေရော chance ဘလောက်လောက်ရှိမထင်လဲဘော။ စပါဘက်ကဂိုးရဖို့တော့အရင်ခတ်မယ်လို့တော့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့စပါတင်းရဲ့တိုက်ဆက်ပိုင်းအခန်းကဏ္ဍတစ်ပိုင်းပေါ့ဒါပေမဲ့ချက်စီးကလည်းခန်းဆက်ပိုင်းမှာပြဿနာတော်တော်လေးရှိနေတယ်ပြီးခဲ့တဲ့ပွဲစဉ်ဆန်လာလန်းထဲမှာဆိုဟိုတူဆင်အောင်ချလို့ပါအောင်ဆိုတော်တော်ပေးလိုက်ရတဲ့အနိုင်ကိုဆိုတော်တော်ဝေဖန်ခံရတဲ့ပုံစံမျိုးပါဂိုးသမားကလည်းစိတ်ချရတဲ့ဂိုးသမားထဲမှာမရှိနေတဲ့အတွက်အဝေးကလည်းပြတ်တဲ့အတွက်စပါတိုက်ဆက်ပိုင်းကဂိုးရဖို့တော့မခတ်မခတ်ဘူးပေါ့နော်အဲပြီးတော့ဒီကူတက်စ်တို့ပါလို့ဆိုလည်း တကယ်ဟိုအသိဉာဏ်လက်ကစိုးနေတာတပိုင်းပေါ့သူကသူ individual ကတော့အဆင်ပြေအောင်စော့နိုင်တယ်ပေါ့နော်ဆိုတော့အဲ့တော့ spa ဘက်ကတော့တိုက်ဆက်ပိုင်းကိုရဖို့အာပြဿနာမရှိတော့ဘူးလို့ထင်ပါတယ်အဲ့တော့ chelsea ဘက်သွားကြတော့ဟုတ်အဲ chelsea ကဘယ်လိုပြောရအောင်သူဒီဂျားရမှာဆိုရင်အကိုတို့ဒီတော်တန်ကစောစောစီးစီးပေါ့နော်ညူကာဆယ်ကိုရှုံးပြီးတော့ကာရာဘောမှာပြုတ်သွားပြီပေါ့ကောင်းပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဖလားဘောမှာအာယုံဆိုင်လို့ရတယ်ပွဲနေမပိုးတော့ပေါ့ chelsea ကတော့တည့်ရတဲ့အသေးအတန်ကိုကန်ပြီးတော့ဟိုဒါ wolves ကို3 4လား အဲ့လိုရလဲမျိုးနဲ့နိုင်ထားရပါတော့အဲ့ဒီပွဲမှာအနီကက်တွေထိခဲ့တော့ Chelsea နဲ့အနီကက်ပြဿနာကတော်တော်ဆုံးနေပြီအဲ့ဒါကိုပဲအခုအရင်အဓိကပြောရမှာတင်တော့ Chelsea ရဲ့လက်ရှိဒီ discipline ဘိုင်းကိုညီလေးအမြင်လေးပြောပြပေါ့ကျွန်တော်ဒါ Wolf နဲ့ပွဲအနီကက်ထိပြီးတော့ Enzo Maresca ရဲ့ press conference ကြည့်ရတယ်ပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာ Enzo Maresca ကပြောလဲဆိုတော့အနီကက်ထိတယ်ဒါပေမဲ့ तू ကတချို့အနီကက်တွေကို तू ပြဿနာမရှိဘူးဥပမာ Keaton လို့ထိပါတယ်ဥပမာ Robert Sanchez ရဲ့အနီကက်ဆိုတော့ तू နားလေတယ် ဒါကိုသမားအနေနဲ့တယောက်ချင်းမှဟို accident အနေနဲ့ဖြစ်သွားတယ်။ तू နားလည်လို့မရတာ Gusto ရဲ့အနီကန်နဲ့ဒီပါလေဟိုမနေ့က delay ရဲ့အနီကန်ပေါ့အဲ့နှစ်ခုပုံမှာတော့ तू ကတော်တော်လေးအပြစ်တင်သွားတယ်။အဲ့တော့ကျွန်တော်တို့ highlight တွေမှာကြည့်ရတဲ့ပုံစံအရဆို तू က delay ကိုဟိုကွင်းထဲမှာတော်တော်လေးကို on hit ပြီးတော့ဒေါသထွက်ပြသွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုတာဒါနီးပြတယောက်အနေနဲ့တိတ်မြင်ရလေးမရှိရတာ तू ဆိုလိုချင်တာ तू ကိုယ်တိုင်တော်တော်ဒေါသထွက်နေတဲ့အဲ့လိုကစားသမားရဲ့နည်းနည်း my usn နဲ့အပြုတ်မှုပေါ့အခုမှတရားနေပြန်လာတယ်သူ့ကိုမျောနေမျောနေတဲ့အချိန်မှာအနီကနဲ့ထွက်သွားတယ်ဆိုတော့တခါလေးကျတော့လေ discipline ပေါ့နော်စီကဲမရှိတဲ့အပိုင်းနေနဲ့စိုက်မယ်လို့ထင်ပေမဲ့လေတကယ်ကိုင်းနေရ off field player ပိုဆင်ကျင်တဲ့ဟာမျိုးလို့တော့ပိုထက်တာပေါ့နီးပြဘယ်လောက်ပဲမှမှာအထဲမှာတို့က ဟိုတို့လုံနေတဲ့ပုံစံတွေကလည်းအဆင်မပြေတယ်ဒါပေမဲ့တိုက်ဆိုင်တာတခုကနီးပြနီးပြအောင်ကြည့်ရတယ်နီးပြသူကိုယ်တိုင်လည်းနီးရတယ်သူကိုယ်တိုင်လည်းလောဘဦးနဲ့ပေါ်မှာနီးထားရတယ်ဆိုတော့အဲ့တော့ကန်လည်းတိတ်မကောင်းဘူးအဲကစားသမားတွေလည်းစင်ငင်မှုလို့ပဲပြီးနောက်တစ်ခုကကျွန်တော်မြင်လာတော့ချက်စည်းမှာစီနီယာကစားသမားတွေနည်းနည်းလေးထိန်းချောင်းမှုလိုနေတာပေါ့အရင်ခေတ်တုန်းကကြာတော့ဒါမျိုးတွေရရှိခဲ့တယ်အခုကြာတော့လှုပ်ဆန်တာလှုပ်မယ်နီးချင်တာနီးမယ်အဲနည်းနည်းစီးလုတ်ကန်လုတ်ပုံစံမျိုးလေး နည်းနည်းဖြစ်နေသလားပေါ့လေအဲ့လိုမျိုးလေးတော့နည်းနည်းညင်ပါတယ်ညီလေးပြောခဲ့လို့ပါပဲ Chelsea squad ကဒါ Premier League အငယ်ဆုံးတင်းထဲမှာတော့ပါတယ်အဲ့တော့အသင်းမှာ leading player မရှိဘူးပေါ့နော် Reece James လို့ပါပါလဲကိုယ်တိုင်တော်မှဟိုချနေတာဆိုတော့အဲ့တော့ တော်တော်ဦးဆောင်အင်းတော့ Terry Lambert တို့ Dropper တို့ဒီကြော်ယူနေတဲ့တော့ဆိုရင်ဘယ်သူမှဒါ John Terry ကိုမကြော်ရဲဘူးဆိုတာရှိတယ်ဘယ်သူမှ Chelsea မှာအရင်အဲ leading player တွေမှာ captain တွေကအရင်အခန်းကဏ္ဍကောင်းတာမျိုးတွေရှိခဲ့တယ်ပေါ့နော်အခုတော့တော်တော်လေးရောကြလာတာရောနောက်ပြီးကစားသမားတွေငယ်တဲ့ပြဿနာရောငယ်ပြီးအောင်မြင်နေတော့လေနည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲအလုတ်ချင်တာပေါ့နော်တချို့ဟာလေအမှန်လေးရှိတယ်နောက်ပြီးနောက်ဆုံးပွဲမှာတန်တက်စန်တာလန်ဝတ်တူနဲ့ရှုံးသွားတယ်တကယ်အခုအမြင်ရဆိုတော့ အဖြစ်သင့်တဲ့ပွဲပေါ့နော်အဖြစ်သင့်တဲ့ပွဲဆိုတာဆန္ဒနဲ့ကောင်းနေရလက်ခံပါလေဆန္ဒနဲ့လက်ရှိတော်တော်ကောင်းနေပါလေတန်တန်တင်းတင်းမှာဒါပေမဲ့လည်းအဲ့လောက်ကြီးတော့လည်းမဟုတ်ဘူးအဲ့တော့အိမ်ဝင်းမှလည်းရှုံးသွားတာဆိုတော့ဒီပွဲမှာတော့ချက်စီးသင်းရဲ့အခြေအနေကအာအဲ့ဒီဟဲ့ပွဲ impact ဘလောက်ထိတက်ရောက်နိုင်လဲဒီပွဲမှာတော့ bounce back ပြန်လုံနိုင်မယ့်အခြေအနေတွေရောမြင်ရလာပေါ့နောက်ခုရှိရအောင်နော်ဟိုရလက်ဆိုးကိုပြန်ရုံထွက်တယ်ဆိုတာမျိုးထပ်စားလို့ရှိရင်တော့ဟိုစပါးနဲ့ပွဲစဉ်ကိုသူ့နီးသူ့ဟန်နဲ့ချင်းကပ်ပြီးတော့နိုင်ွားတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ရလက်ဆိုကပြန်ရုံထွက်တယ်ဆိုရယ်ပုံစံမျိုးတော့အဲရင်ခံစားတဲ့အနေအထားမှာတော့မရှိဘူးအမှဆိုလို့ရတယ်ချယ်ဆီကစပါနဲ့တွေ့ရင်အဆင်လာမှာတော့တာတယ်ဟုတ်အဲအများနဲ့လို့လို့နိုင်မွေးရတယ်ဥပမာနောက်ဆုံး10ချိန်မှာဆိုသူတို့10ချိန်လောက်တိချယ်ဆီကနိုင်လာတယ်ဥပမာစပါဆိုတော်တော်လေးအသာစီးရတဲ့အထက်မှာပါတယ်အဲဒါပေမဲ့လက်ရှိအခြေအနေကနှစ်သင်းသလုံးကအားရစရာတိတ်မရှိနေဘူးဆန္ဒနဲ့ပွဲစဉ်မှာဖြစ်သွားတဲ့ဟာတကယ်တမ်းတော့ရှုံးတာတော့ရှုံးသွားတယ်ဒါကျွန်တော်ကပြောတာတော့မဟုတ်ဘူးပေါ့နော်ရှုံးတာတော့ရှုံးသွားတယ်ဒါပေမဲ့အာ နောက်ဆုံးကိုဆိုရင်ဒါဟိုဘယ်လိုပြောမလဲနီးပြရဲ့ boundary ရဲမှာမရှိနေဘူးကိုပြည့်ရမှာဒါ box တဲမှာရှိတဲ့ cancel player နှစ်ယောက်ကသူ့အလုပ်သူ့လုပ်ဒီလိုကိုမျိုးကပေးရစရာမရှိဘူးတဲ့မှာ sanan line တိုက်စစ်မှုကဘောလုံးကြီးကိုစိုင်းပြီးရ10စက္ကန့်လောက် area ရဲမှာစောင့်ပြီးတော့နောက်ကတက်လာတဲ့လူကိုစောင့်နေနိုင်နေတယ်ဆိုတာဒါကစားသမားရဲ့ individual အမှားပါအနည်းဆုံးတော့တည်တမှတ်လောက်ရသွားတဲ့ပွဲစဉ်မျိုးအဲ့တော့ဒီလိုမျိုးဟာတွေကတော့ Chelsea ကမြန်မြန်ဆန်ဆန်ပြန်လာနိုင်မယ်လို့ထင်ပါတယ်အဲ့တော့ Chelsea ရဲ့ပြဿနာကလည်းခုနကပြောလို့ consistent သိမရှိတာပေါ့ယာတီအစမှကြတည်ရကြတယ်ပြီးတော့ကိုပြတ်နိုင်သွားပြန်အောင် Brandford တည်ရကြပြီးထိုးစင်းသွားဟိုရှုံးမယ်လို့ထင်တယ် Liverpool နဲ့ပွဲကြတော့လူတွေတန်းကန်ဆက်တန်းလုံးမပါဘဲနဲ့အဲ့မှာကြတော့နိုင်ပွဲပြန်ရအဲ့လိုမျိုးဆိုတော့ Chelsea ကဒီယာတီမှာမထင်မထင်တယ်လို့တော်တော်ဖြစ်တတ်တယ်အသင်ပေါ့လေဆိုတော့အဲ့လိုတော့မြင်တယ်ဟုတ်တယ်အကိုဘယ်လိုပြောရမလဲအကိုရောစီကဒါဘလုံးပွဲယူတဲ့လူတွေလိုပဲဟုတ် နိုင်မထင်မနိုင်ဘူးနိုင်ဦးထင်နိုင်တယ်ချက်စီကအဲ့လိုမျိုးဒီနေ့မှာအဲ့ဖောင်ကိုဖျက်နေတာဟိုဒီပွဲဆိုရင်သူရဲ့ expectation သိပ်ရှိတော့အဝေးကွင်းမှာဒါဘီပွဲတင်ဒါစပါလည်းလက်ရှိတော့အဝေးကွင်းတော့အဲအကောင်မီအိမ်ကွင်းတော့ညံ့နေတယ်အဲ့တော့ဒီပွဲမှာတော့စပါအိမ်ကွင်းရှေ့မှောက်ကြီးမှာပြည်သက်တွေကိုဖျော်ဖြေပြီးတော့အားရပါပြန်လာမယ်ဆိုတာမျိုး expectation ရှိလောက်တယ်ပေါ့နော်အဲ့တော့ချက်စီမှာအဓိကဟိုအကိုပြန်ပြောရမယ်ဆိုရင်အဲ့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ option တွေများနေရတယ်သူတို့ရဲ့အဓိကအားသာချက်ဖြစ်တယ်လို့အားနည်းချက်ကလည်းအဲ့ဒါပဲဖြစ်နေလို့ကိုထင်တယ်။ဘာကြောင့်လဲဆိုတော့သူ Acivao တို့ဒီ Bonanotti တို့ Gitan တို့ဒီလိုကစားသမားမျိုးတွေလည်းမသုံးလိုက်မသုံးလိုက်ပြောချင်တာကသူတို့ရဲ့နောက်ချန်သုံးအောင်တက်ဆက်မှာခိုးပါမှာလို့ဘယ်သူမှသေချာနေရမရှိဘူးပေါ့နော်။အန်ဇိုနဲ့ကိုင်စီတို့ထားလိုက်ပါတော့ဒါသူတို့အထိုင်ပေါ့။အဲ့တော့သူတို့နှစ်ယောက်မပါဘူးဆိုရင်ဟိုဘယ်လိုပြောရလဲ။ Andre Sanchez တို့ဆို Lavia တို့ကသူတို့နှစ်ယောက်ရဲ့ တဝက်တောင်မမေ့ဘူးအခုအမြင်ပေါ့နော်လုံးဝမမေ့ဘူးနာမည်အရသာဈေးကြီးကြီးရှင်ရှင်မယ်ဟိုမှာလာဗီရတော့ပေါ့တန်း၄၀ကျော်တကယ်တော့ကစားပုံကကိုင်စီတော့တကယ် walkless ဖြစ်သွားပြီပေါ့နော်အဲ့အဲ့နှစ်ယောက်ကိုလုံးဝမမေ့တာရယ်နောက်ပြီးနောက်ချန်တောင်းအောင်တိုက်စတန်ခုနက rotation အရင်လှည့်နေလို့နာသူ့နားလည်မှု ရဖို့အချိန်ကအရင်နေလာတယ်လို့ထင်တယ်။တယောက်တယောက်ထာမသိတော့ချက်စီးတိုက်စစ်ကရအောင်ပရိုကလည်းပြန်ပြီးရုံးကန်နေရတယ်။သူပထမနှစ်ပွဲလောက်နှစ်ကိုနှစ်ဆစ်လောက်ရပြီးအရင်ကောင်းမထင်ခဲ့တာ။အဲ့ဒီနေ့ကပျောက်သွားတာအခုလीဆိုတော့ရအောင်ပရိုပြန်လာမလား။အခုလည်းဒီပွဲမှာစောင့်ကြည့်နေတယ်။အဲ့တော့ဒီပွဲရဲ့နောက်ဆုံးညီလေးရဲ့အမြင်ကိုခံမှန်းချက်လေးရဲ့ဒီနှစ်သိန်းရဲ့ကစားမဲ့ပုံစံလေးမှာဘယ်သူကိုဘယ်သူကိုရမယ်ဆိုဘယ်သူကိုတွန်းလောက်လဲပေါ့အဲ့ဒါလေး။ကျွန်တော်ကတော့ဒီပွဲနှစ်ဖက်စလုံးကိုရမယ်လို့ထင်တယ်။တကယ်နှစ်သိန်းစလုံး။ဟုတ်တယ်လို့စကိုပေါ့။ဟုတ် နှစ်သင်းစလုံးကတော့ဟိုလေတည့်ရတိုင်းပဲ cancel ဘိုင်းနေရပြဿနာလည်းရှိတယ်ပြီးတော့ဆယ်လာမှလည်းလန်နေတာပြီးရ entertainment ရတာကိုပေးတာများတယ်ပေါ့နော်ဆိုတော့ဒီနှစ်သင်းအနေထားရဆိုအဲ့လက်ရှိအနေထားမှာတိုက်စစ်ဘိုင်းကိုကြည့်လိုက်ရင်ချက်စီးကကိုရဖို့တော့အခက်ခဲတဲ့အနေထားမျိုးမရှိဘူးပွဲတိုင်းပွဲတိုင်းမှာတို့ရလက်တာမတည်ငြိမ်မတည်ငြိမ်ပဲကိုမသွင်းနိုင်တဲ့ပွဲဆိုတာတော့မရှိတဲ့လောက်ကိုရှားရတယ်ပေါ့လေဆိုတော့ဒီကဒီမှာဆိုရင်ပွဲတိုင်းလိုလိုတို့တိုက်စစ်ကကိုရတဲ့ပုံစံမျိုးတော့တွေ့ရတယ်အဲ့တော့ စပါတဲ့ရလည်းတချို့ပွဲစဉ်တွေဂိုးပေါက်ပြောက်တယ်ဆိုပေမဲ့ချက်စီးခံစစ်ကိုတော့ဂိုးရမယ်ပေါ့အဲ့တော့ကျွန်တော်ကတော့အဲတရေလောက်ကြမယ်ဂိုးညာဝမယ်ပေါ့အဲ့လိုတူတူလောက်ပုံစံမျိုးပေါ့နော်အဲညီလေးပြောမှန်ပါတယ်ချက်စီးပွဲစဉ်တွေကြီးလိုက်ရင်ချက်စီးအတင်းကဟိုသူနဲ့ကစားတဲ့ပွဲတွေကြီးပဲရွှေးလိုက်ရင်ဂိုးအများဆုံးအသင်းလုံးတော့ပြောလို့ရတာပရီးမီးယားလိမှာသူ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 တွေ့ရတဲ့အသင်းတွေနဲ့သူတို့ရဲ့နှစ်သင်းဂိုးတွန်းပေါင်းပေါ့နော်ကိုတွန်းကိုကိုတွန်းကိုပေါင်းอ่ะအများတယ်ပေါ့ဒီဘက်မှာလည်းအကိုလည်းအဲ့လိုပဲထင်တယ်တူတူလောက်ဖြစ်သွားမယ်ထင်တယ် အာချက်စီကနိုင်လည်းနိုင်သွားတော့မယ်ထင်တာပဲနည်းနည်းလေးဟိုအရေးဆုံးကြီးပြောရင်ဘာကြောင့်လဲကိုခုနကပြောလို့ပဲမထင်ထားရင်နိုင်တယ်လို့အဲဒါကြောင့်လို့နိုင်နဲ့ကတ်နိုင်သွားတာမျိုးပေါ့နော်အဲ့လိုမျိုး1 2ဆိုတဲ့ဟာမျိုးအဲ့ဒါနောက်ဆုံးမိနစ်လောက်မှာကန်ဆိုးပြီးတော့ဟိုဘမိနစ်90လောက်မှာကောင်တာပေါက်ပြီးပေးလိုက်ရရင်တော့လေကောင်တာပေါက်တာမဟုတ်ပေါ့နော် PVCC ပြန်တိုက်ပြီးအင်ရှင်ပြန်ရသွားပြီးဖြစ်နိုင်တယ်အဲ့တော့ကိုကတော့အကိုလည်းတူတူလောက်ပဲခံမှန်းကျင်တယ်ကတ်နိုင်တော့ချက်စီးဘက်ကနည်းနည်း winning percentage လို့ပို့ပေးကျင်တယ်ပေါ့အဲ့တော့ဒါကတော့အကိုလိုစနေနေ့မှာကစားမယ်အကောင်းဆုံးပဲတူတူစောင့်ကြည့်ကြတာပေါ့ โอเคว่าถ้าเราจะลันดอนทาวีปွဲสินဖြစ်တဲ့တော်တန်ဟော့စပါတဲ့ချက်စီတွေပွဲကြိုတုံတဲ့ချက်ဖြစ်ပါတယ်။ရလက်တွေကဘာတွေဖြစ်လာမလဲကျွန်တော်တို့ညီကိုနှစ်ယောက်ကတော့ဂိုးတွေများမယ်လို့ခမန်းထားပါတယ်။ကျွန်တော်စောင့်ကြည့်နေတဲ့ကျွန်တော်တို့ channel လေးကိုအားပေးကြပါအောင်လို့တိုက်တွန်းလိုပါတယ်။ကြည့်ပေးခဲ့ညီကိုတယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။